မျိုးတွေအားလုံးပဲမင်္ဂလာပါခင်ဗျာမျိုးတွေအားလုံးကျမချမ်းသာကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါရခင်ဗျာယနေ့တော့ကျွန်တော်အမန်တရားအနေတော့အဲသူ့သားလေးကျွန်တော်တို့ရှိမှာပွေးတွေပေါင်နေလို့ပေါ့နော်အဆင်းကြီးလေးရှိပေးပါဆိုလို့အဲဒီကလေးတို့ကကျွန်တော်ဆေးလေးလေးလာရောက်မြှောက်ဝေးချင်းပြပါတယ်နော်အဲဒီကလေးမဟုတ်ပါဘူးတခြားကျွန်တော်တို့လူကြီးကလေးဖြစ်နေတဲ့သူလေးလဲကျွန်တော်ရဲ့ဆင်းကြီးမဟုတ်ပါဘူးအခြားနော်တမားတော့ဆယ်ဆယ်မိုက်များလေးဆင်းကြီးလန်တယ် အမြင့်ဆုံးတက်တာပျောက်ကင်းပါစေကျွန်တော်ရဲ့စင်ကြီးလောက်ပြီးတော့လဲအမြင့်ဆုံးပျောက်ကင်းပါစေလို့ကျွန်တော်ဒီညာလေးဆုတောင်းပေးပါရခင်ဗျာကျွန်တော်တို့ပွေးတို့ဝဲတို့အနှင်းတို့ဘောနော်အဲအဲ့လိုပေါက်နေတဲ့မျိုးတွေတွက်ဆိုရင်ကျွန်တော်တို့ကအဲဒီပွေးမဇလီဆိုတာဒါမျိုးတွေသိကြမှာဘောနော် ပွေးမဇလီအဲပွေးမဇလီအပင်ရဲ့အပင်ရဲ့သူ့ရဲ့အရွက်ကိုကျွန်တော်တို့ကအဲကျွန်တော်တို့အခုပွေးပေါက်တယ်ဘောနော်အဲပွေးပေါက်တာတို့ နော်ပွေးပေါက်တယ်ပေါ့ရားနာအမျိုးမျိုးပေါ့နော်ပွေးပေါက်တယ်ရားတယ်တကယ်လို့အဲပွေးမက်ဇလီကတော့သူကပွေးပွေးပေါက်တာကိုအသုံးပေးတာပေါ့နော်ပွေးမက်ဇလီကတော့အဲအဲတော်တော်များများတော့ဒီပွေးပွေးမက်ဇလီကိုတော်တော်များများသုံးမှုကြောင့်မထင်တယ်တကယ်လဲတတပြောက်ကင်းတာဒါအများကြီးပေါ့နော်တပွေးမှမယ်အဲ့ဒါတော့ကျွန်တော်တို့ရောက်မှဆိုတော့သူ့ဒါပွေးပင်လို့တော့ခေါ်တယ်ပေါ့နော်ပွေးပင်ဆိုတာကျွန်တော်တို့ပွေးဖြစ်ရင်သူ့နဲ့ပဲလှုပ်ချလိုက်ရင်ဒါတရက်နှစ်ရက်ပဲကျွန်တော်တို့ဒီနေ့ကျွန်တော်ပို့ပေးလိုက်မနေ့မှညာ6ဝ နောက်နေ့တကြောလောက်ထပ်ပုတ်ပြီးလိုက်ရင်ဒီကောင်ကတကယ်ကကျွန်တော်တို့အော်တိုပျောက်သွားတာပေါ့နော်အဲပွေးပွေးအတော့ဘယ်သူကတော်တော်အဆုံးဝင်တယ်ပေါ့နော်အဲတော်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 လေးမှလည်းပျောက်တယ်ပေါ့နော်အဲ့တော့ဒီပွေးမစလီအပင်ကိုကျွန်တော်ပွေးဖြစ်တဲ့နေရာကိုကျွန်တော်ကအရင်ဆုံးလက်လီနဲ့ကုတ်ပြီးနော်ကုတ်နည်းနည်းသွေးတွေထွက်လာတဲ့အနေအထားကြီးကုတ်ပြီးပေါ့နော်ဟုတ်ပြီကုတ်လို့ကုတ်လို့သွေးလေးနည်းနည်းတန်းသွားပြီပေါ့နော်ထွက်သွားပြီဆိုရင်အဲ့ပွေးမစလီအရောကျွန်တော်ရေးစင်အောင်ဆေးပြီးတော့ပုတ်ပြီး အဲ့နေပို့နာနာလေးပို့ပေါ့နော်နာနာလေးပို့ပြီပို့နာလေးတော့ပို့ပြီပေါ့နော်အဲ့လိုပို့ပြီးလိုက်မယ်ဆိုရင်ကျွန်တော်အရေးသူ့ပွေးမစလီသူ့ရဲ့အယောင်ပေါ့နော်အဲ့အယောင်ဖောက်အောင်ကျွန်တော်ပို့ပို့လို့ကျွန်တော်က PY ဆိုရင်သုံးလေးရက်လောက်လုပ်ပြီးတော့တကယ်ကမှပျောက်တယ်ပေါ့နော်အဲ့ကျွန်တော်နောက်ထပ်အစင်းကြီးတံမျိုးထိုက်တော့ပြောပြပြီးပါမယ်နောက်စင်းကြီးတံမျိုးကတော့ကျွန်တော်တမာရဲ့တမာပင်ရဲ့အခေါက်အဲ့ဒီအခေါက်အသွေးအသွေးပြီးတော့ကျွန်တော်တို့အပွေးတို့နော် ရားနာအမျိုးမျိုးတော့ပေါ့နော်အဲ့တမဟောက်ကိုဖြစ်တဲ့နေရာကိုလိမ့်ပြီးနော်လိမ့်ပြီးအကောင်းဆုံးကကျွန်တော်ကနည်းနည်းသွေးလေးထွက်အောင်ကျွန်တော်ကကုတ်ပြီးရားတာပဲဖြစ်ဖြစ်နော်အပွေးပေါက်တာပဲဖြစ်ဖြစ်အညင်းပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ပေါ့နော်နည်းနည်းလေးတော့ကျွန်တော်သွေးရည်လေးဥမနဲ့ဥအောင်နည်းနည်းလေးကုတ်ပြီးအဲ့ကုတ်ပြီးတော့အဲ့သူဒုနာသွေးထားတဲ့ဟာကိုတမဟောက်သွေးထားတဲ့ဟာကိုစားလေးအနှဲငယ်ထည့်ပြီးနော် စားလေးအနှဲငယ်ထည့်ကျွန်တော်သွေးပြစ်ပြစ်လေးသွေးရောအဲ့မှာလိမ့်ချပြီးနော်လိမ့်ချပြီးအဲ့လိုမျိုးလေးဒါကျွန်တော်အများအား အဲလောက်ပြီးမယ်ဆိုတော့တကယ်ကိုမှတို့နောက်ပြောတော့ပွေးပူရူဂျာနာအမျိုးမျိုးတို့အနှင်းနှင်းဖြစ်တဲ့သူတွေတို့အတကယ်ကိုမှကောင်းပါတယ်ဗောနော်အနှင်းဖြစ်တဲ့သူတွေကတော့ကျွန်တော်ဒုနာပြောသူတမတမအခေါ့နော်တမခေါ့ကိုသူကသွေးလင်းပြီးစားလေးနဲ့နဲ့ထိတ်သွေးလင်းပြီးဒုနာပွေးဖြစ်တဲ့သူတွေတို့ကြတော့အဲပွေးမစစ်ကြီးရွက်ဘူးအဓိကသုံးပြီးဗောနော်တကယ်ကိုမှလည်းပျောက်တယ်ဗောနော်တကယ်ကိုမှတကယ်ပျောက်တာဗောနော်အဲကျွန်တော်ရှိမှဒီမသက်တာပျောက်ပင်သွားတဲ့သူတွေအများကြီးပဲဗောနော်အဲပွေးမစစ်ကြီးရွက်ကတော့အဲကျွန်တော်ပုံတင်ထားပေးပါဗောနော်ပွေးမစစ်ကြီးရွက်တချို့ကြတော့မသိကြဘူး အဲဒါဆိုကြတော့လေအသိကြတယ်ဗောနော်အဲတော်တော်များများကျွန်တော်ဗီဒီယိုတစ်ပုတ်လည်းတင်ထားပေးတယ်နှစ်ပုတ်ရှိပါကျွန်တော်တင်ထားပေးတာအမသိဘူးဗောနော်အမသိရတဲ့အတွက်ကျွန်တော်ပုံတင်ပေးမယ်နော်အဲမှာအဲတကယ်လို့ကိုမသိတော့မှကိုပြနာမှာနီးနီးစက်တယ်ကိုရဲ့တငငချင်းမောင်တော့မှရွှေမျိုးသားချင်းကိုလည်းနည်းနည်းကျွန်တော်တရင်လေးပဲထောက်ပြီးတော့အဲစိတ်ရှိရင်းမေးပြီးတော့နော်အဲကျွန်တော်တို့ယောဂဝေဒနာမှန်သမျှကိုနော်အပြောက်ကွင်းအောင်စိတ်ရှိရင်းနဲ့နော်အဲအဲဘယ်လိုပြောမလဲလောက်ပေးကြပါလို့ဒီနေ့လေးကျွန်တော်မြတ်တရရခန့်ချင်ပါတယ်ဗောနော်အဲကျွန်တော်ထပ်ပြီးတော့ပြောပြပေးပါမယ် နံပါတ်1เนาะပွေပွေကိုအဓိကလုပ်ပြရမယ်အပင်ကတော့ကျွန်တော်ပွေမက်ဆလီပင်ပေါ့เนาะအဲပွေမက်ဆလီပင်ကိုအဲပွေနဲ့အောင်ကျွန်တော်ကုတ်ပြီးကုတ်ပြီးွားနိုင်သူ့ရဲ့မက်ဆလီပွေမက်ဆလီအရွက်ကိုကျွန်တော်ကခဏနာလေးပို့ပို့ထက်ပို့ပြီးွားရေးဆိုရင်2ရက်3ရက်ဆိုရင်ပျောက်တယ်အဲပွေရနော်ပွေရ2ရက်3ရက်ဆိုပျောက်တယ်နံပါတ်2ကတော့ကျွန်တော်ပွေပွဲပေါ့เนาะအညင်းပေါ့เนาะဟိုဘယ်လိုမှဈာနအမျိုးမျိုးပေါ့เนาะဈာနအမျိုးမျိုးတွေ့ဆိုကျွန်တော်တမန်ခေါက်ကိုတွေးတွေးပြီးရင်စားလေးနည်းနည်းထက် အထက်ပြီးွားတာနဲ့အဲ့တပင်လုံးလိမ့်ချပြီเนาะဖြစ်တဲ့နေရာပေါ့เนาะဖြစ်တဲ့နေရာလိမ့်ချပြီအဲဘယ်လောက်မှမကြောက်ဘူးကျွန်တော်ပျောက်တယ်ပေါ့เนาะအဲကျွန်တော်ရဲ့စင်းနီမောင်မဟုတ်ဘူးเนาะတခြားဆက်ဆက်အီးမန်လေးစင်းနီများလည်းလေ96ပါယောဂမှန်သမျှအားလုံးတက်တာပုတ်ကင်းပါစေเนาะအနာနဲ့စင်းနီတွေ့ပါစေဆရာကောင်းသမားကောင်းတွေ့ပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်မျိုးတွေအားလုံးပဲကျမ်းမာချမ်းသာတော်မူနိုင်ကြပါစေလို့ဆုတောင်းပေးပါတယ်ခင်ဗျာ